လက်နက်ကင်အဖွဲ့အစည်းတွေအနေနဲ့ဖက်ဒရယ်လူချင်းပါကလွှတ်တော်တွေကိုတရားဝင်နီးလက်နဲ့ဝင်လာဖို့လိုအပ်တယ်လို့တင်နကမဟာပြူဟာလေ့လာရေးအဖွဲ့မှဒါရိုက်တာဦးသိန်းထွန်းကစီရင်နိုင်တဲ့ဌာနကိုပြောပါရယ်လက်နက်ကင်အဖွဲ့အစည်းတွေအနေနဲ့လက်နက်ကင်လမ်းစဉ်တစ်ခုတည်းနဲ့သာစူးစမ်းမယ်ဆိုပါကဖက်ဒရယ်ဆိုတဲ့ခေါင်းစဉ်အောက်ကိုရောက်မှာမဟုတ်ကြောင်းလည်းသူကပြောပါရယ်ဒီကဒီကဆိုတော့ဖက်ဒရယ်ပြီးမှဆိုကျွန်တော်တို့အရှင်မြဦးတွေကဘယ်လိုရေးရှင်းမလဲအရှင်မြဦးတွေကကျွန်တော်တို့ပြင်ဆင်လာပြီးဖြည့်ဆည်းပေးလာပြီးပြည်သူကိုကြောင်းနေတယ်အဓိကချက်ကအဲ့ဒါပါဆိုတော့ကဖက်ဒရယ်လူချင်းနဲ့ဆိုပြီးတော့ 可能你这个可能那个，但要么因为兄弟们是来干嘛？阿就主要一面有入了，阿罗淘宝这个是行业，哎，人家嘛么阿懂个了，个他心中拿了个好多一个单了，阿罗这边屋里，五五样，平时五样装嘛，装的比较稳，我皮的阿罗没看到哪里，阿罗皮肤个咋哪天嘞？他，那个他是有的单，他那边不表他，那这边就是高门的啊，就那个此而已哦。 တရားဝင်နေရတဲ့ဝင်လာဖို့လိုရတယ်အဓိကအချက်ကအဲ့ဒါပါအဲ့လိုတရားဝင်နေတာမဟုတ်ဘဲနဲ့အပြင်ကနေလက်ထက်ကင်ဂျန်းစင်တစ်ခုနဲ့ကျူးလာတာမျိုးတော့ဒီကျော်ဆိုရဲအောင်းနေအောင်ကြောက်တာမဟုတ်ပါဘူးတချို့သောတိုင်းဒေသနဲ့ကိုင်အဖွဲ့အစည်းတွေဟာပါတီအဖြစ်ရွေးကောက်ပွဲဝင်ပြိုင်ကလွတ်တော်တဲ့ကိုနိုင်ငံရေးလမ်းကြောင်းနဲ့ဝင်ရောက်ခဲ့ကြတွေဟာလည်းရှိခဲ့ပူတာပါ။ဒါပေမဲ့လည်းအဆိုတင်သွင်းတဲ့အခါမျိုးတွေမှာမဲခွဲဆုံးဖြတ်မှုတွေကနေကန့်ကွက်မဲ့အများစုနဲ့ပယ်ချခဲ့ရတာတို့ဟာလည်းအချင်းချင်းရှိခဲ့တယ်လို့နိုင်ငံရေးနဲ့စီရေးလိလာသူတွေကထောက်ပြကြပါဗျ။ အခုလိုမျိုးအပေါ်စီးကနေပြီးပြောဆိုနေမှုခေါ်ဆိုနေမှုတွေဟာပဋိပက္ခပုံများယုံသာရှိပြီးတိုင်းရင်းသားတွေလိုချင်တဲ့အခွင့်အရေးတွေကိုမပေးမချင်းလက်နက်ကင်တိုက်ပွဲတွေဟာလည်းဆက်လက်ရှိနေအောင်မှာဖြစ်တယ်လို့မွန်ပြည်ဖက်ဒရယ်ကောင်စီဥက္ကဋ္ဌနိုင်မွန်ဆိုင်ကစီရင်တဲ့တင်ဌာနကိုပြောပါတယ်အလုံးအလုံးပြပါတယ်ဒါကတော့ဒီနတ်စကားကောင်းဆောင်ကနေပြီးတော့အလုံးကို2008အောက်ကိုသူတို့တွတ်တွင်းမယ်သူတို့အပေါ်ကနေအုပ်ဆိုးပဲထိမ့်ထိမ့်မှာပေါ့နော်ဒါ ဒါတို့တို့ရဲ့အကျံစီဖြစ်တာပါလေဒါဒီအဲတို့ကဖက်ဒရယ်ကိုဒီတရားဥပဒေဆိုတာဘယ်တရားဥပဒေကိုပြောတာလဲပေါ့နော်တရားဥပဒေဆိုတာ2008တရားဥပဒေပဲဖြစ်ကောင်းဖြစ်မယ်လေဒါပဲ6ဥပဒေတော့မရှိဘူးပေါ့နော်ဒါကြောင့်ဒီ2008တရားဥပဒေနဲ့ပဲ2008အောက်မှာပဲဆိုရင်တော့ဘယ်တိုင်းနာလက်နက်ကင်ဖွဲ့စည်းမှဒီအာဒီဒီယူကောက်ပွဲပဲဖြစ်ဖြစ်ဒီငင်းငင်းရေးပဲဖြစ်ဖြစ်ပေါ့နော်ဒါဝင်သွားဖို့ကတော့ အာရှိလိမ့်မယ်တော့မဟုတ်ဘူးပေါ့နော်ဒီလိုမျိုးဒီပေါ်စီရနေပြီးတော့မှဒါပြောဆိုတာခေါ်ဆိုတာတော့ဒီကျွန်တော်တို့နိုင်ငံအတွက်ကောင်းလာတော့မဟုတ်ဘူးနော်ဒီထက်ပฏิပခါတွေပိုများယုံပဲရှိပါတယ်နောက်ပြီးတော့တခုမေးချင်တာကဒီဆက်ဆဆခေါင်းအာဒီကောင်းဆောင်နေတဲ့ဒီဖက်ဒရယ်ဘလို့နားလေလဲပေါ့နော်ဖက်ဒရယ်ကိုသူဘလောက်နားလေလဲပေါ့နော်အဖက်ဒရယ်ဆိုတာဒါကတော့ဒီတိုင်းဒေသတွေမှာသူ့မှန်ကိုမူလကလေးကရှိနေတဲ့ခွေကြီးတွေ ဒါပေးရမှာပေါ့နော်ဒါပေးဖို့ပေးရမှာပေါ့နော်နောက်ဆက်ကဥက္ကဋ္ဌဟာ2025ခုနှစ်မတ်လ21ရက်ကနေပြည်တော်မှာကျင်းပတယ်2025အလုံးဘဟုဝင်ယူကပါတွင်မြန်မာနိုင်ငံကြုံတွေ့လာရမည့်စင်ခေါ်မှုများနှင့်အခွင့်အလမ်းများသုံးသပ်ဆွေးနွေးပွဲမှာဖက်ဒရယ်အခွင့်အရေးပေးဖို့အစဉ်သင့်ရှိကြောင်းဒါပေမဲ့လည်းပြစ်တင်ဖြစ်ထိုက်တာကိုဥပဒေအရအများဆုံးပြတ်ချက်နဲ့တွားရမှာဖြစ်ကြောင်းပြောကြားခဲ့တာပါ